ူကတော့အခုချိန်က6လဆိုတော့သူရှိမှအဲ့လိုလေးပေါ့လက်ကောက်ကလေးကြားလိုက်တယ်ဆိုလေသူကကြည်ဝါသနာပါတယ်ကြည်တာပေါ့နော်သူအခုအရန်စိတ်ဝင်စားတာကကြတော့ဂိုးသူကရွှေရောင်ပြလိုက်အရင်ကြိုက်တယ်စိတ်ပြေချိန်နေတိုင်း ော့မမရွှေရောင်ဝတ်ထားရင်ဆိုသူအရန်သဘောကြတယ်သူကင်ချင်တယ်အဲ့လိုမျိုးပေါ့နော်သူကရွှေရောင်ကိုအရန်သဘောကြတယ်အဲမမရဲ့ဒီအာနှကန်းနေတဲ့မှာအာ cosmetic တွေထဲမှာဆိုရင်လေသူကရွှေရောင်ဝမရွေပြီးသူယူတယ်ဆိုတော့ဘလောစီရောတော့ရွှေကြိုက်ရွှေကြိုက်လေမမမမဖန်တွေကိုလည်းပြောရတယ်ရွှေကြိုက်နေတယ် သူဖသူဖဖားတွေသူအန်တီတွေကနေပြီးတော့အဲ့လိုပေါ့ဟိုပါချမ်းလေးတွေပါလက်ကောက်တီးလေးတွေပေါ့နော်ခလီလေးတွေအတွက်လေလက်ဆောင်ပေးရဟာလေးတွေအဲအဲဟာလေးတွေ ဒီနေ့ကတော့ရွှေလျန်ထက်ရဲ့ဒါ promotion day သုံးရက်မှာပေါ့နော်နေလည်ရတော့ဒါနောက်ဆုံးနေ့မှာလာရောက်ပြီးတော့ပြည်သက်တွေကိုဖျက်ဖြေးတင်ဆက်ပါတယ်ဟုတ်ဟိုဒီနေ့ကထူးထူးဆန်းဆန်းအမှတ်တရအနေနဲ့ပေါ့နော်ဆွေရဲ့ဘမဆွေရဲ့မွေးနေ့လည်းဖြစ်နေတယ်ဖြစ်နေတဲ့အခါကျတော့လာရောက်အားပေးကြရင်ပြည်သက်တွေရောဒါကအာဒီကဆိုင်ရှင်မမရောအကုန်လုံးနေနေရောအကုန်လုံးပေါင်းပြီးတော့ birthday surprise လုပ်ကြတာပေါ့နော်အဲဂိတ်မုတ်ကလေးနဲ့လည်းဆွေကို surprise လုပ်ပေးခွင့်ရခဲ့တယ်ပေါ့နော်ဟုတ် Happy birthday Happy birthday, happy birthday, hey! We love you. ွေလျင်ထက်ကနေတို့ဒီနေ့ promotion day ပေါ့နော်၃ရက်မှာဝယ်ယူအားပေးကြတဲ့ဟိုဝယ်ယူသူတွေအတွက်ကို to special promotion တွေရှိနေတာဖြစ်တဲ့အပြင်ကိုဒီအထူးသဖြင့်အကြတော့ဘာလို့သတိထားမိလဲဆိုတော့စိန်တဲ့တွေကိုအလဲက0%အဲ့ဒါတော့အရင်စိတ်ဝင်စားစရာကောင်းပါတယ်ပေါ့နော်ဒါကြောင့်မလို့စိန်ကိုဝယ်ပြီးတော့စုချင်တဲ့အခါချို့ရရှိတဲ့စိန်ဝင်ရှုံးနေအဲ့လိုမျိုးစိတ်ထဲမှာရှိကြရဲဆိုတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့အကိုစီမှာအကိုချွေးနေစားလေးတွေကိုစိန်ဝင်စုမယ်ဆိုရင်လည်းအနည်းဆုံးတော့ပြန်လဲပြီးဝယ်လို့ရမ ယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအဲအရာတွေရှိနေတာဖြစ်တဲ့အတွက်ကိုရွှေလဲဝယ်စုကြရတဲ့သူလည်းတသက်ရှိသလိုစိတ်လဲဝယ်စုကြရမဲ့သူတို့လည်းဒါတရင်ကားလို့နေပြပြချင်ပါတယ်ချမ်းလေးလာသမီးလေးကတော့အရန်ငယ်တရားပေါ့နော်အခု6လပဲရှိသေးရခါကြောင့်သမီးလေးကိုတော့အနေနဲ့အကြောင်းမဲ့တာတော့မဆင်သေးဘူးရွှေတွေပါလည်းမဆင်သေးဘူးဒါပေမဲ့တော့ချစ်ခင်ရတဲ့သူတွေကတော့လက်ဆောင်ပေးရလူတသေးလေးတွေတော့ရှိတယ်ဒါပေမဲ့ကလေးဆိုတော့အနေနဲ့လက်ရှိမှာဆိုလို့ဆိုမဆင်သေးဘူးဟုတ်အမွေသေးဘူးဝယ်ချစ်ချစ်တကယ်ကို အဲ့လိုတော့မစင်းသားတာအဖွားတွေကတော့အဖွားတွေကနှစ်ဖက်အဖွားတွေကတော့အာဒါမြီးလေးတော့မြီးလေးတော့ဆိုရာသူတို့ကခေါင်းစဉ်တစ်ခုရသွားတာပေါ့နော်ရွှေဝယ်မယ်စိမ့်ဝယ်မယ်ဆိုနောက်ပိုင်းอ่ะသူတို့တော့မဟုတ်ဘူးမြီးလေးတော့မြီးလေးတော့ဆိုပြီးတော့ပေးလက်ကြည့်လိုက်တော့လေမြီးနဲ့မအပ်စဘူးမြီးကိုကဲရအောင်ကြောင်းပြခင်နေရမြီးကိုကြောင်းပြပြီဒါမြီးလေးတော့ဆုထားဆိုပြီးတော့အဖွားတွေကအဲ့လိုမျိုးခေါင်းစဉ်ရသွားတာပေါ့ ။ तू ကတော့အခုချိန်က6လဆိုတော့ तू ကသူ့ရှိတ်မှာအဲ့လိုလေးပေါ့ဟိုအဲဘယ်လိုခေါ်မလဲလက်ကောက်ကလေးကြားလိုက်တယ်ဆိုလေ तू ကကြည်ဝါသနာပါတယ်ကြည်တာပေါ့နော်။ तू အခုအရန်စိတ်ဝင်စားတာကကြာတော့ go तू ကရွှေရောင်ပြလိုက်အရင်ကြိုက်တယ်။အဲ့တော့မမရွှေရောင်ဝတ်ထားရဲဆိုသူအရန်သဘောကြတယ်သူကင်ကျင်တယ်အဲ့လိုမျိုးပေါ့နော်သူကရွှေရောင်ကိုအရန်သဘောကြတယ်အဲမမရဲ့ဒီ အာနှာခမ်းညီထဲမှာအာ cosmetic တွေထဲမှာဆိုရင်လေသူကရွှေရောင်ဝမ်းမရွေပြီးသူယူတယ်ဆိုတော့ loss ရတော့သူရွှေကြိုက်ရွှေကြိုက်တယ်မမမမ fan တွေကိုလည်းပြောရတယ်ရွှေကြိုက်နေတယ် လေးရရှိတဲ့မိလေးတိုက်ကိုတိုင်းလေးတိုက်တဲ့ရှိကြတယ်ဟုတ်တယ်ဟုတ်တယ်အဲတမိကကအဓိကတော့သူပျောင်ပျောင်လေးဆိုကြိုက်တာပါခလေးဆိုရလေလေ silver လေးတွေ gold လေးတွေဆိုသူပျောင်ပျောင်လေးသဘောကျတယ်သူဖသူဖဖားတွေသူ anti တွေကနေပြီးတော့အဲ့လိုပေါ့ဟိုပါပါ champ လေးတွေပါလက်ကောက်တီးတီးလေးတွေပေါ့နော်ခလေးလေးတွေအတွက်လေလက်ဆောင်ပေးရဟာလေးတွေအဲအဲဟာလေးတွေအဲအဲ့လိုတော့မရှိဘူးသူသဘောကျတယ်သဘောကျတယ်သူလက်ကလေးကသူသဘောကျတယ်သူကြည့်နေပေါ့နော်အဲ့လောက်ပဲအဲရှိတယ်တမိလေးကကိုကကြား တော့အဲ6လပဲရှိသေးတာဆိုတော့ဖြည့်ဆဆလေးစားစားရင်းနဲ့သူအဲ့လောက်ပဲဟိုစော်ရဲကစားရတယ်ပေါ့နော်ကျွန်내ဟာတော့အဲ့လိုမျိုးမသိသေးဘူးပေါ့နော်ဟုတ်